ဝဉ္ကြီးလောကဘက်မှာတော့လုံချုံရေးတတိပေးချက်တွေခါစတိုက်မြင်ရခဲ့ပါတယ်။အီချီကိုရိုအဖွဲ့ကလည်းဝဉ္ကြီးတကာကိုဖျက်လိုက်ပြီးတဲ့နောက်မှာပဲနိုင်ငံကြီးတခုကသူတို့နောက်လိုက်နေခဲ့တာကြောင့်မကြခင်ချောင်းပိတ်မိရောမယ်လို့အီချီဒါကပြောလိုက်ပါတယ်။ယူဘီချီကတော့နောက်လဲကြည့်နေရင်ပြေဖို့အချိန်မရဘူးလို့ပြောပြီးဝဉ္ကြီးစီချောင်းကသူတို့အားလုံးကိုစားသွားရင်အရာအားလုံးပြီးပြီပဲလို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲအီချီဒါကိုဝဉ္ကြီးစီချောင်းကဆောက်ယူလိုက်တာကြောင့်အီချီကိုကကယ်ဖို့လုပ်ပါတော့တယ်။ယူချီကတော့ဇပတ်ခုတူကိုမတုံးနဲ့လို့လမ်းပြောလိုက်ပြီးအီချီကိုအနေနဲ့ဇပတ်ခုတူကိုတုံးလိုက်မယ်ဆိုရင်မင်းမအဆောက်ယူခံရမယ်လို့အီချီကိုပြောလိုက်ပါတယ်။ ချိန်မှာပဲ chat ကအီရှိတာရဲ့အင်ဂျီစာကိုဖျက်ပြီးသူပခုံးမော့တင်လိုက်ကစပြေးလာခဲ့ကြပါရဲ့အီရှိတာကတော့တိုးတိုးရဲ့အနောက်ကနေထူးဆန်းတဲ့အရာတခုခုလိုက်လာနေတယ်လို့ပြောလိုက်ပေယူချီကတော့အဲ့ဒါကဝဉ္ညိတန်းစင်ရေးပဲလို့ပြန်ပြောလိုက်ပါရဲ့ဝဉ္ညိတန်းစင်ရေးက9ရက်ပြည့်တိုင်းတခါပေါ်လာတာဖြစ်ပြီးတော့ဒီနေ့က9ရက်မြောက်ပြည့်တဲ့နေ့ပဲလို့ဆိုပါရဲ့အီချီကိုတို့တွေလည်းဝဉ္ညိခိတ်တကားရဲ့ထွက်ပေါက်နားကိုရောက်ခန့်နေမှာပဲဝဉ္ညိတန်းစင်ရေးကအရန်နီးကပ်လာတာကြောင့်အိုဝီဟိမက်ကပန်းသုံးပွင့်သုံးကန်ခြင်းကိုတောင်းလိုက်ပါရဲ့ ဒီလိုနဲ့ပဲအချီကိုတို့တွေဟာဝဉ္ကြီးလောကကိုအန်ဒီယန်ကင်းကင်းရောက်လာခဲ့ကြပါတော့ရဲ့။အိုဝီဟိမဲကတော့ဘသူမှမထိကိုက်လို့ဝမ်းသာပါရဲ့လို့ပြောနေတော့မှပဲယူဝီချီကတော့အိုဝီဟိမဲမျက်နှာကိုခေါင်းနဲ့စောင့်လိုက်ပါရဲ့။ဝဉ္ကြီးစီချောင်းအကာအကွယ်နဲ့တိုးသွားလို့အိုဝီဟိမဲတယောက်ကန်ကောင်းသွားတာဖြစ်ပြီးပန်း၆ပွင့်သာတုံးလိုက်မိမဲ့ဆိုရင်တော့တေးနေပြီလို့အိုဝီဟိမဲကိုပြလိုက်ပါရဲ့။ချီကိုကတော့အိုဝီဟိမဲကိုမစူဖို့ဝင်ပြောပေးလိုက်ပြီးသူ့ကြောင့်ပဲလူတိုင်းဒီကိုရောက်လာခဲ့ရတာလို့ဝင်ပြောပေးလိုက်ပါရဲ့။ ပြီးရနေအီချီကိုကသူတို့အခုရှောင်းနေတဲ့နေရာကဝဉ္ညီလောကလာလို့မေးလိုက်တာကြောင့်ယူဝီချီကလည်းအခုရောက်နေတဲ့နေရာကဟူခွန်ရက်ကွက်လို့လည်းခေါ်ကြတဲ့ဝဉ္ညီမျိုးတော်လို့ဆိုပါတယ်ဒီနေရာကဝဉ္ညီတွေအားလုံးရဲ့ပထမဆုံးအခြေချရတဲ့မျိုးတော်ဖြစ်ပြီးတင်မင်းတမန်တွေနေထိုင်တဲ့ဆေးဝေးထိုင်ဘဲလို့ယူဝီချီကထပ်ပြောလိုက်ပါတယ်ယူဝီချီကဟူခွန်ရက်ကွက်ဟာဝဉ္ညီလောကရဲ့အစင်းရဲဆုံးနေရာဖြစ်ပေမဲ့အလွတ်လပ်ဆုံးနေရာလည်းဖြစ်တာကြောင့်ဝဉ္ညီတွေအများဆုံးရှိတဲ့နေရာလို့ထပ်ပြောပြလိုက်ပါတယ်အီချီကိုကတော့အခုလောဆယ်တော့ဝဉ္ညီတယောက်မှမတွေ့ရသေးဘူးလို့လာပြန်ပြောလိုက်ပြီးတော့ဟိုဘက်အချမ်းကရောလို့မေးလိုက်ပါတယ်ယူဝီချီက ဗမာမေပဲဒီတိုင်းထိုင်းလို့တာပြန်ပြောလိုက်ပင်မဲ့အီချီကိုကတော့အဲ့နေရာဟာတင်မင်းတမန်တွေနေတဲ့ဆိုင်ရိုက်ထိုင်းလားလို့တာပြောပြီးပြေးထွက်သွားခဲ့ပါတယ်။ယူအီချီကတော့အီချီကိုတယောက်အခုချင်းချင်းအဲ့ကိုသွားဖို့ကြိုးစားနေတော့တည်ဆုံးချင်းနဲ့ပဲဂျုံအားလိမ့်မယ်လို့ပြန်ပြောနေတော့မှပဲကောင်းငင်ဘော်ကနေဝင်းကြီးတကားတွေနဲ့အတူဂျင်တန်ဘူးလို့ခေါ်တဲ့တင်မင်းတမန်ကရောက်လာခဲ့ပါတယ်။ခွင့်ပြုချက်မရပဲဆိုင်ရိုက်ဂိတ်ကိုဖြတ်ဖို့လုပ်တဲ့သူမရှိတာကြောင့်ဖြစ်တာကြောင့်မင်းကရှာပါဧည့်တဲ့ဘဲလို့ဂျင်တန်ဘူးကအီချီကိုကိုပြောလိုက်ပါတယ်။တင်မင်းတမန်အဖွဲ့အစည်းဘက်မှာတော့ယူကာဂျိုးတွေဟာဆိုင်ရိုက်ဂိတ်အတွင်းဘက်မှာရှိနေကြတာကြောင့်သူတို့သွားဖို့မလို့ ပဲချီတန်ပူနဲ့တင်ရတာပဲလို့ပြောနေခဲ့ကြပါတယ်။တစ်ဖက်မှာတော့ချီတန်ပူကအီချီကိုကလေးပေါက်စားလို့ခေါ်နေပြီးအီရှိဒါတို့ကတော့ချီတန်ပူဟာလူသားနဲ့တောင်မတူတာကြောင့်ဘသူလဲလို့မင်းနေခဲ့ပါတယ်။ယူအီချီကအဲ့ဒါချီတန်ပူဖြစ်ပြီးတော့စာရိုက်ဂိတ်လေးခုကျဲက white rock gate ကိုစောင့်ဖို့ရွေးချယ်ခံထားရတဲ့သူပဲလို့ရှင်းပြလိုက်ပါတယ်။အဲ့ဒါဆိုသူ့ကိုခြာပြီးဝင်ရမှာပေါ့လို့အီရှိဒါကပြောရတဲ့အခါမှာတော့ယူအီချီကလည်းချီတန်ပူတာဝန်ကျတဲ့နှစ်300အတွင်း white rock gate ကိုဖျက်နိုင်တဲ့သူဘသူမှမရှိခဲ့ဘူးတာကြောင့်လွယ်တော့လွယ်မှာမဟုတ်ဘူးတာဆိုပါတယ်။ချီတန်ပူကိုဘလို့တိုက်ခိုက်ရမလဲလို့အီချီဒါက က်ကမေးလိုက်တဲ့အခါမှာတော့ယူချီလဲဒါအားလုံးရဲ့ညာရင်နဲ့ဆိုင်တဲ့ပြဿနာပဲလို့ဒါပြန်ပြောလိုက်ပါရဲ့အရင်ဆုံးဖြူဟာချဖို့အစည်းအဝေးထိုင်ရမယ်လို့ပြောနေတော့မှပဲအီချီကိုကတော့ဂျင်တန်ပူစီပြေးထွက်သွားခဲ့ပါရဲ့ဂျင်တန်ပူကလည်းသူ့ရဲ့ပစိန်ကိုတုံးပြီးမြေကြီးကိုရိုက်ခွဲလိုက်ကတတိုင်းကြီးတစ်ခုကိုပြေးလိုက်လိုက်ပါရဲ့ဂျင်တန်ပူကအိုဝီဟီမနဲ့ချက်တုတ်ရဲ့အပြုတ်မှုတွေကိုမကြိုက်ဘူးလို့ပြောလိုက်ပြီးတော့လူရန်ကားတွေလာလို့မိလိုက်ပါရဲ့ဂျင်တန်ပူတို့တွေမှာစီမင်းစီကန်းတွေရှိတာကြောင့်တဲ့အချက်အပြင်ကပြန်လာရင်လက်အရင်စီနှိမ့်အချက်ကြံပြပေါ်ချပြီးတဲ့အစာကိုမစားနဲ့တုံးချက်တယောက်နဲ့တယောက်ရှင်ချရမယ်ဆိုရင်တော့ဘယ်သူမှ က်ဝင်ကူလို့မရပဲတယောက်ချင်းသာချရမယ်လို့ပြောလိုက်ပါအဲဒါကြောင့်ပထမပြိုင်ပွဲနဲ့ချပြီးတဲ့အထိဒီမှာပဲစောင့်နေလို့ချင်းချပူကအိုဟိမနဲ့ချက်ကိုပြလိုက်ပါချက်ကတော့သူ့အခြေအနေကိုကြည့်ပြီးအပေါက်ဖောက်လိုက်မှမို့သူ့ကိုချိန်ပြစ်လို့အိုဟိမကိုပြလိုက်ပါချင်းချပူကလည်းအိုဟိမတို့တွေဘာချန်စီနေတာလဲလို့မေးလိုက်တာကြောင့်အိုဟိမလည်းသူကတော့ချင်းချပူကိုနားလဲပါတယ်လို့ဒါပြန်ပြောလိုက်ပါ အီချီကိုကတော့အကုန်လုံးအပြင်မှာစောင့်နေဖို့လှမ်းပြလိုက်ပြီးသူ့ကိုစိတ်မပူနဲ့လို့ဆိုပါတယ်။အီချီတာကတော့သူတို့အားလုံးအထူးထူတိုက်ခိုက်ပြီးသွားကြမယ်လို့ပြောနေပေမဲ့အီချီကိုကတော့ပုံမှန်တင်မင်းတမန်တယောက်ရဲ့ဝန်ကြီးဆိုရင်တင်မင်းတမန်အစွမ်းတွေဟာဆယ်ရက်နေမှာပြန်ကောင်းမှာဖြစ်ပေမဲ့အီချီကိုကတော့၅ရက်နဲ့တင်စွမ်းအားတွေအကုန်လုံးပြန်ရခဲ့လို့အီချီတာကိုလှမ်းပြလိုက်ပါတယ်။ကျန်တဲ့၅ရက်နဲ့၅ညမှာတော့ဥဟာဟာရာနဲ့တယောက်ချင်းရှင်ချနေခဲ့တာလို့လည်းထပ်ပြောလိုက်ပါတယ်။အီချီတာကတော့သူလည်းတယောက်ထဲလေးကျင့်ပြီးလှုပ်ဝက်တိုက်နီးတွေတင်လာခဲ့တယ်လို့ပြန်ပြောလိုက်ပါတယ်။ဂျီတန်ဖူလည်းအီချီကိုတို့တွေစကားပြောတာပြပြလာလို့လှမ်းမိနေခဲ့ပြီးအီချီကိုကတော့ဂျီတန်ဖူကိုမဆော ောင်းခိုင်းပါဘူးလို့သာပြန်ပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ခြေတပ်ပူလဲဝဉ္ညီဝတ္တရားတွေကိုဘယ်သူမှမတင်ပေးလိုက်ဘူးလားလို့ဆိုပါတယ်။ အဲနောက်မှာတော့ဂျင်နပူလည်းပစိမ့်နဲ့ခုတ်ချလိုက်ပေမဲ့အီချီကိုကတော့ဂျင်နပူရဲ့တိုက်ကွက်ကိုအလွယ်ပဲပြန်ကာလိုက်ပြီးရန်သူကအသိမဖြစ်သေးတာကိုတိုက်ခိုက်တာရိုင်းတာပဲလို့ဆိုပါရဲ့ဂျင်နပူကတော့သူ့တိုက်ခိုက်တာကိုတားနေတဲ့ဝိညာဉ်မရှိတာဆယ်စုနှစ်ဖြစ်နေပြီးမှသူ့ကိုနိုင်ရင်ရှိတာအကုန်ပေးမယ်လို့အီချီကိုထပ်ပြောပြလိုက်ပါရဲ့အဲနောက်မှာတော့ဂျင်နပူကသူ့ရဲ့ဒုတိယတိုက်ချက်ကိုတော့ဘယ်သူမှမတားဆီးနိုင်ဘူးလို့ပြောပြီးထပ်ခုတ်ချလိုက်ပေမဲ့အီချီကိုကတော့အလွယ်လေးပဲကာပြလိုက်ပါရဲ့ဂျင်နပူလည်းအတော်လေးအံ့ဩသွားပြီးဓားဆက်ချက်အကွက်နဲ့အီချီကိုထပ်ခုတ်လိုက်ပေမဲ့အီချီကိုကအဲ့ချိန်ထိတောင်းခံနိုင်နေလို့ဂျင်နပူနဲ့အကုန်လုံးကအံ့ဩကုန်ကြပါတော့ရဲ့ချက်က ကတော့ Ichigo ဟာ Urahara C ကနေတလုံးစွမ်းအားပဲတင်ခဲ့တာမဟုတ်ဘူးလို့တွေးလိုက်ပါတယ်။ Ichigo မှာစိတ်ဆွမ်းရင်အများကြီးရှိရမယ်။သူကကောင်းကောင်းအသုံးမချတတ်သေးဘူးလို့ပြောတဲ့ Urahara ရဲ့စကားကိုချက်ကပြန်တွေးနေမိခဲ့ပါတယ်။ဒါကြောင့်မေ Ichigo လိုအပ်နေတာဟာအတွေ့အကြုံဖြစ်ပြီး Ichigo အတွေ့အကြုံရှိလာတာနဲ့အပြားသူကပုံပြကြောက်စရာကောင်းလောက်အောင်တာမလာမလို့ချက်ကပြောလိုက်ပါတယ်။ Ichigo ကတော့ Jinbu ကိုတိုက်ခိုက်လို့ပြပြလာလို့မေးလိုက်ပြီး Jinbu ကတော့ပစိမ့်နောက်တစ်လက်ကိုထုတ်ပြီးထပ်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ Ichigo ကတော့ Jinbu ရဲ့ပစိမ့်နှစ်လက်လုံးကိုသူ့ရဲ့စံပယ်ကုတူနဲ့တစ်ချက်တည်းဖြတ်စီးပစ်လိုက်တာကြောင့် Jinbu တယောက်နောက်ပြန်လဲကြ ်သွားခဲ့ပါတော့ဧဂျန်တဖူကတော့သူချော်လဲသွားတယ်လို့ပြန်ပြောနေပြီးပစိန်ကိုပြန်သုံးဖို့ပြင်နေတော့မှပဲပျက်စီးသွားတာမြင်လိုက်ရတာကြောင့်ငိုပြီးအချီကိုအပြစ်ပြောနေခဲ့ပါတယ် အီချီကိုကတော့ပစိန်တွေကိုဖျက်ဆီးမိလို့စိတ်မကောင်းပါဘူးလို့ပြောနေပြီးငါမကောင်းတာပါဆိုပြီးဂျင်နဘုကိုပြလိုက်ပါဂျင်နဘုကတော့ရန်သူဆိုပေမဲ့သူ့အတွက်စိတ်ပူပေးတဲ့မင်းကကောင်းတဲ့လူပါလို့ပြန်ပြောလိုက်ပြီးဟွာရောက်ခေးကိုဖျက်တမ်းခွေပေးလိုက်ပါအကုန်လုံးဖျက်တမ်းခွေပေးလိုက်တာလို့အီချီတာကမေးလိုက်တဲ့အခါမှာတော့ဂျင်နဘုကသူ့အနေနဲ့အဖွဲခေါင်းဆောင်အီချီကိုရှုံးနေသွားတာမို့တားပိုင်ခွင့်မရှိဘူးလို့ဒါပြန်ပြောလိုက်ပါအီချီတာလည်းအီချီကိုကခေါင်းဆောင်မဟုတ်ဘူးလို့ပြန်ပြောလိုက်ပေမဲ့ဂျင်နဘုကတော့အီချီကိုကိုယူဆိုင်ဖို့ဒါပြောလိုက်ပါတပတ်ကလူတွေကအယံတတ်မာတယ်လို့ဂျင်နဘုကပြောလိုက်ပေမဲ့အီချီကိုကသူတိပါတယ်လို့ပြန်ပြောလိုက်တာကြောင့်ခေတကားကို ဖွင့်ပေးလိုက်ပါပြီ။ကေတကားဖွင့်လိုက်တဲ့အချိန်မှာပဲလူတယောက်ပေါ်လာတာကြောင့်ဂျင်နဘုတ်ကကြောင်ပြီးကြည့်နေခဲ့ပါရဲ့။ အီချီကိုကတော့အဲ့လူကဘသူလဲမသိတဲ့အခါမှာတော့အဖွဲ၃ကပတိန်ချင်းအီရှိမာဘူးလို့ဂျင်တပူကပြန်ပြောလိုက်ပါတယ်။ဂျင်ကဂျင်တပူရဲ့လက်ကိုဂျားနဲ့ခုတ်လိုက်ပြီးဂိတ်ဆောင်ဆိုတာတကားဖွင့်ပေးဖို့ထားတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ယူဘီချီကတော့အီချီကိုတို့ဟာတမမမဲ့ကပတိန်အဆင့်ကိုတော့တတ်နိုင်မှာမဟုတ်ဘူးလို့တွေးပြီးပြန်ဆုတ်ဖို့လုပ်နေခဲ့ပါပြီ။ဂျင်တပူကလည်းဂိတ်တကားဖွင့်တာဟာဂိတ်ဆောင်ရှုံးတာကြောင့်လို့ပြောနေခဲ့ပေမဲ့ဂျင်ကတော့ရှုံးတဲ့ဂိတ်ဆောင်ဆိုတာတကားဖွင့်ပေးရတာမဟုတ်ပဲတိတ်ဆုံးရတာလို့ပြောလိုက်ပါတယ်။အဲ့အချိန်မှာပဲအီချီကိုကဂျင်ကိုဝင်တိုက်ခိုက်လိုက်ပြီးလက်နက်မရှိတဲ့သူကိုတိုက်ခိုက်နေတဲ့သူအကုန်သူတတ်တာခံရမယ်လို့ဂျင်က ိုပြောလိုက်ပါယ်ချင်ကတော့အီချီကိုဟာတော်တော်ရှိရတဲ့ကလေးဖဲလို့တာပြန်ပြောလိုက်ပါယ်ယူအီချီကလည်းအီချီကိုကိုပြန်ဆုပ်ဖို့ပြောနေတုန်းကပဲချင်ကတော့မင်းကအီချီကိုကိုစကီလာလို့မိလိုက်ပါယ်အဲနောက်မှာတော့ချင်ကအနောက်ကိုဆုပ်သွားလိုက်ပြီးအီချီကိုဖြတ်တန်းခွင့်မပေးတဲ့အကြောင်းတွေအများကြီးရှိတယ်လို့ပြောလိုက်ခါချင်ကသူ့ရဲ့စံပန်ကိုတူနဲ့အီချီကိုတို့ကိုအဝေးရောက်သွားအောင်တွန်းထုတ်လိုက်ပါတော့အီချီကိုနဲ့အတူချင်နန်ဖိုကပါလွင့်ထွက်သွားပြီးခေတကားကလည်းပြန်ပိတ်သွားခဲ့ပါပြီ ီချီကိုကတော့ခေတ္တကပိတ်တာတူချောင်းလို့ပြောနေခဲ့တာကြောင့်ယူဝီချီကလည်းဂျာဟာအီချီကိုရဲ့အမှားမဟုတ်ပဲရန်သူကချင်းအီရှိမာယိုဖြစ်နေတာမို့မနိုင်ဘူးလို့တာပြန်ပြောလိုက်ပါအီချီကိုတို့အဖွဲကိုလည်းယူခွန်ရက်ကွက်ကဝန်ကြီးတွေကဝိုင်းကြည့်နေခဲ့ကြပြီးတော့အီချီကိုကတော့ဘသူမှမသိဖြစ်နေခဲ့ကြပါရဲ့ယူဝီချီကတော့အီချီကိုတို့တွေခါရူခာတေမင်းရဲ့အကူအညီမပါပဲရှောက်လိုက်တဲ့သူတွေဖြစ်ပြီးတော့ကပ်ပေးကြောင့်ရှောက်တာထင်တာကြောင့်ကြောက်နေကြတဲ့ပုံပဲလို့ပြောလိုက်ပါ အဲ့ချိန်မှာပဲရခုံရက်ခွက်ကအကြီးကဲထွက်လာပြီးတိုးတိုးအကုန်မြင်လိုက်ရရကြောင်းမလို့ဂျင်တန်ပူကိုကဲတင်ပေးခဲ့လို့ကြိုဆိုပါတယ်လို့ဆိုပါတယ်။ရုံးမှနဲ့တမင်တမန်တွေအများကြီးရှိပြီးဂျင်တန်ပူကရခုံရက်ခွက်အပေါ်ကောင်းတယ်လို့အရသာဝန်ကြီးကဝင်ပြပြလိုက်ပါတယ်။ဂျင်အီချီမာရိုကိုဂျင်တန်ပူအတွက်တက်ခိုက်ပေးခဲ့တာကြောင့်အီချီကိုကလူကောင်းမဲ့ဖြစ်ရမယ်လို့လည်းချက်ပြောလိုက်ပါတယ်။ဂျင်တန်ပူရဲ့ထံရကိုအိုဟီမက်ကပန်း၆ပွင့်အစွမ်းနဲ့ကုသပေးနေပြီးတော့လူအုပ်ချားတဲ့ကဝန်ကြီးကောင်လေးတစ်ယောက်ကထွက်လာပြီးသူကစက်တူရွေးလေးရှိပါတာဖြစ်ပြီးမှတ်မိလာလို့ချက်ကိုလှမ်းမိလိုက်ပါတယ်။ချက်ကအန်အော်နေခဲ့ပြီးတော့စက်တူရွေးလေးနဲ့ဝန်ကြီးဘဝမှာပ ြန်တွေ့ခဲ့ရတာကြောင့်ရှီဘာတာနဲ့အတူရွာထဲလမ်းလျှောက်နေခဲ့ပါရဲ့ရှီဘာတာကသူနေတဲ့နေရာကိုပါလိုက်ပြပေးပြီးအကိုဖြစ်သူဟီယိုနာရီဟူယီချူနဲ့ပါမိတ်ဆက်ပေးခဲ့ပါရဲ့အဲနောက်မှာတော့တုံးယောက်လုံးတသားပေါ်မှာခြိုင်နေပြီးတော့ဝင်းကြီးလောကအကြောင်းကိုပြောနေခဲ့ကြပါရဲ့ရှီဘာတာကမိမမေးကိုရှာနေတာဖြစ်ပြီးအမေကိုအခုချိန်ထိထပ်မတွေ့ရသေးဘူးလားလို့ပြောကငုံနေခဲ့ပါရဲ့ချက်ကတော့ရှီဘာတာနဲ့နှစ်ယောက်တည်းခဏလောက်နေချင်တယ်လို့ဟူယီချူကိုပြောလိုက်ပြီးတော့ရှီဘာတာနဲ့အတူလမ်းလျှောက်ထွက်လာခဲ့ပါရဲ့ရှီဘာတာကတော့ချက်ကမသေးသေးပဲဘာလို့ဒီကိုရှောင်းနေရတယ်လို့မေးလိုက်ပြီးချက်ကလည်းအဲ့ဒါကိုအခုထိတွင်းနေမိတုံးပဲလို့ဒါပြန်ပြောလိုက် က်ပါရဲ့အဲ့အချိန်မှာပဲရှီဘာတာကခေါမိုးဘော်ကအီချီကိုကိုပြလိုက်ပြီးအလောင်းအမြင်ကနေကြည့်ရင်တော့မှဂိတ်ကိုကျော်ပြီးမြင်ရမှာမဟုတ်ဘူးလို့ချက်ကိုပြပြလိုက်ပါရဲ့ချက်ကတော့အဲ့ဒါတော့မှစက်ကြည့်နေတာမလို့အဲ့လိုလက်မလျှော့တတ်တာဟာအီချီကိုပဲလို့ပြန်ပြောလိုက်ပါရဲ့ချက်ကငယ်လေးတည်းကဘယ်ကမှမသိတဲ့အစွမ်းတွေရလာခဲ့တာဖြစ်ပြီးအဲ့ဒါကိုအဖြေရှာဖို့ဒီကိုရောက်နေရလို့လည်းရှီဘာတာကိုပြပြလိုက်ပါရဲ့ချက်ကသူ့အနေနဲ့ဒီအဖြစ်ကိုရဖို့အကုန်စုံစားထားရတာဖြစ်ပြီးရှီဘာတာကိုလည်းလက်မလျှော့ပဲအမေကိုတွေးရမယ်လို့လည်းယုံကြည်ထားပါဦးလေပြပြလိုက်ပါရဲ့အီချီကိုကတော့ချက်ကိုအနောက်မှာရှိနေရင်အတန်ပေးလို့ပြလိုက်ပေမဲ့ချက်ကတော့အီချီကိုအနောက်မှာ ှအမြဲရှိနေမှာလို့ဒါပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ UV ချီကဂိတ်တခုပွင့်တော်တိုင်းလုံချုံရည်တွေပုံမတင်ကြလာနိုင်ပြီးတော့ဒီအတိုင်းကြီးတွားနေတာကနီလန်ကောင်းမဟုတ်ဘူးလို့ Ichigo တို့ကိုပြောလိုက်ပါတယ်။ Ichigo ကလည်းဒါဆိုသူတို့ဘာလို့ရမလဲလို့မေးလိုက်ပြီး UV ချီကဂိတ်ကဖြတ်မရတော့ရင်တော့အချိုင်းလန်တုံးမှရမယ်လို့ဆိုပါတယ်။ပြီးတာနဲ့ UV ချီကအချီးရဲ့ကဲကိုခုကကူရှိပါကိုတီလာလို့မေးလိုက်ပြီးတော့ခုကကူရှိပါကပဲဒီအချိန်တွေကိုပြောင်းလဲပစ်နိုင်မယ်လို့ပြောလိုက်ပါတယ်။အဲအချိန်မှာပဲစုညံတန်တွေနဲ့အတူတော့ဝက်စီလာတဲ့လူတယောက်က UV ချီတို့စစ်ကိုရောက်လာခဲ့ပါတယ်။အချီးကဲကတော့တော့ဝက်စီလာတဲ့ဂန်ချူကိုအိမ်ပြန်ဖို့ပြောလိုက် က်ပေမဲ့ဂန်ချူကတော့အဲ့ဒါတွေရောက်နေလို့လာနှုတ်ဆက်တာဟုတ်တာပြန်ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ဂန်ချူကအီချီကိုကိုကြည့်ပြီးတင်မင်းတမန်အယုဒ္ဓမာကဒီမှာဘာလုံးနေရလဲလို့ပြောလိုက်ပါတယ်။ အီချီကိုကတော့မျက်နှာကိုထိုးလိုက်ပြီးစီးကြော်နေပြီးကဘာဦးတော်ဝက်ကောင်တို့ပြောလိုက်တာကြောင့်အီချီကိုနဲ့ခံကျူတို့တွေလည်းရန်တွေထဖြစ်နေခဲ့ကြပါတယ်။အီချီဒါကတော့ဒီအချိန်ကလက်ဖိတ်တော်မယ့်အချိန်မဟုတ်ဘူးလို့ပြောပြီးသူကဘသူလဲလို့အကြီးကဲကိုမေးလိုက်ပါတယ်။ခံကျူကတော့သူဟာအနောက်ဘူခွန်ကာရီရဲ့တမင်မုံတီးသူကိုတိုင်အတိမတ်ပြုတ်ခံကျူလို့မိတ်ဆက်လိုက်ပါတယ်။အီချီကိုကကိုတိုင်အတိမတ်ပြုတ်အယူလို့ပြောဖို့ကြံခဲ့လို့ပြောလိုက်တာကြောင့်ခံကျူနဲ့ရန်တွေထဖြစ်နေခဲ့ကြပါတယ်။ အရှိတာတို့ကဝင်တားဖို့လှုပ်လိုက်ပေမဲ့တော့ဝက်စီထားတဲ့ဂန်ချူရဲ့နောက်လိုက်ထွေကတော့အရှိတာတို့ကိုဝင်မပါဖို့ပြောနေခဲ့ပါတယ်။ဂန်ချူကတော့သူအသက်ရှင်နေတဲ့ပြည့်ဘယ်တင်မင်းတမန်မှယူခွန်မှာခြေချလို့မရဘူးလို့ပြောနေတော့မှပဲအရှိကိုပိတ်ကန်တာခံလိုက်ရပါတော့ရဲ့။ ယူအီချီကတော့ဘာမှဟုတ်တဲ့ရံပွဲတွေနဲ့အာမဖြုံးမှုတတိလှမ်းပေးလိုက်ပေမဲ့အီချီကိုကတော့ဂန်ချူကစချက်တာမို့တားချင်ဂန်ချူကိုတားရောက်တာပြန်ပြောလိုက်ပါအကြီးကဲကလည်းဂန်ချူကိုရှမန်ဖြစ်ဖို့ပြောလိုက်ပြီးဂန်ချူကတော့တိမင်းတမန်တွေခါသူ့အတွက်တော့ကောင်းတဲ့စိုးရယ်မရှိဘူးလို့တာပြန်ပြောလိုက်ပါတယ်အဲနောက်မှာတော့ဂန်ချူကအီချီကိုစတိုက်ခိုက်လိုက်တာကြောင့်အီချီဒါလည်းအီချီကိုမှာစမန်ကုတူမရှိလို့စိတ်ပူနေခဲ့ရပါပြီအဲအချိန်မှာချက်ကအချိန်မီအီချီကိုရဲ့စမန်ကုတူကိုအီချီကိုစီလှမ်းပေးလိုက်နိုင်ခဲ့ပါတယ် ကန်ဂျူကတော့ဓာဖို့ကြီးတိုင်းသူ့ကိုမနိုင်ဘူးလို့အီချီကိုပြန်ပြောလိုက်ပြီးအီချီကိုရဲ့ဆန်ဗန်ကူတူကိုလည်းမြေကြီးတက်မြုပ်ပေးလိုက်ပါပဲ။အီချီကိုစတိုက်ခိုက်ဖို့လုံနေတုံးမှာပဲနိုင်အချက်ပြတန်ကမီလာခဲ့တာကြောင့်ကန်ဂျူကဘဲချင်းရှိပြီလို့လှမ်းပေးလိုက်ပါရဲ့။ကန်ဂျူရဲ့နောက်လိုက်တစ်ယောက်ကလည်းအခု9နာရီထိုးသွားပြီလို့ပြန်ပြောလိုက်ပါရဲ့။တလီဂရပ်ဘလစ်အပိုင်းဆက်နေဖြစ်ပြီးအပိုင်း73ကိုဆက်တင်ပေးတဲ့ပုံတွေလိုက်လေးတယောက်ချက်စီနှိပ်ပြီးကွန်မန့်လေးကျွန်တော်မှပေးခဲ့ကြပါအောင် channel လေးကို subscribe လည်းမလုပ်ရတဲ့လုပ်ပေးခဲ့ကြပါအောင်ကျေးဇူးများတယ်မှာကျွန်တော်ကတော့ဆက်မှတ်ပါဗျာ